တိဆက်ပေးမဲ့တင်ကတော့တနတ်သမားတအူးကယာယီစေးုံကိုပြစ်ခတ်မှုကြောင့်တရားကြောသိဆုံးခဲ့တဲ့တင်ဖြစ်ပါတယ်တနက်သမားတအူးရဲ့ပြစ်ခတ်တက်ခတ်မှုကြောင့်ယာယီစေးယုံတကူအတွင်မှာပြစ်ခတ်တက်ခတ်ခဲ့တာကြောင့်တရားကြောသိဆုံးခဲ့တဲ့ဖြစ်စဉ်တည်းနိုင်ဂျီးရီးယားနိုင်ငံအနောက်လယ်ပိုင်းမှာရှိတဲ့ဘွန်နူပြည်နယ်မှာဖြစ်ပွားခဲ့လို့သိရပါဗျာ။ တိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးစုံစမ်းစစ်ဆေးဆဲဖြစ်ပြီးတိုက်ခိုက်တဲ့နေရာတွေဟာနိုင်ငံတကာအဖွဲ့အစည်းတွေကလူသားချင်းစာနာထောက်ထားမှုဆိုင်ရာလုပ်ငန်းစဉ်တွေဖော်ဆောင်တဲ့နေရာဖြစ်တယ်လို့နိုင်ဂျီးရီးယားအစိုးရကသတင်းထုတ်ပြန်ခဲ့ပါတယ်။တရားရရှိသူဒါဇင်နဲ့ရှိပြီးရှိခဲ့တယ်လို့ပြောဆုံးနေသူလည်းရှိရလို့သိရပါဗျ။နိုင်ဂျီးရီးယားနိုင်ငံအတွင်းမှာအစိုးရကိုလက်နက်ကိုင်တိုက်ပွဲဝင်နေတဲ့သဘုံတပ်တွေကအခုလိုမျိုးတိုက်ခိုက်မှုတွေမကြာခဏပြုလုပ်ခဲ့ကြပါဗျ။ ်နိုင်ဂျီးရီးယားတပုံတက်တွေဘက်ကနိုင်ငံတကာအဖွဲ့အစည်းတွေဟာလူသားချင်းစာနာထောက်ထားမှုဆိုတဲ့ခေါင်းစဉ်တက်ပြီးနိုင်ဂျီးရီးယားအစိုးရကိုကူညီနေတာဖြစ်တယ်လို့သတ်မှတ်ပြီးတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်ရှင်ဒီတနေ့ကိုတော့ရင်ကျဲအောင်ကပြပို့လာတာပါ